မြန်မာနိုင်ငံရဲ့ကာကွယ်ပစ္စည်းထုတ်လုပ်ရေးကောက်ဆက်စက်ရုံတွေဟာဘယ်နေရာမှာရှိတယ်ဘယ်လိုတွေထုတ်လုပ်နေကြတယ်ဘယ်လိုလက်နဲ့အမျိုးအစားတွေထုတ်လုပ်ပြီးတော့ဘယ်လိုလေပတ်နေကြတယ်လဲဆိုတာကိုစက်တကယနေ့အချိန်ထိတိတိပပထုတ်ပြန်ထားတာမရှိပါဘူး။ဒါပေမဲ့ဒီကပ္ပစက်24အကြောင်းကို2014ခုနှစ်ကတရင်ရေးသားဖော်ပြခဲ့လို့ရန်ကုန်ကဒီ Unity Channel အမှုဆောင်ရာချီချုပ်နဲ့တရင်တော့၄ကိုစစ်တပ်ကဖမ်းဆီးပြီးတော့ထောင်စနစ်ထိချမှတ်ခဲ့ဘူးပါလေ။အကြောင်းကတော့ ကပ္ပစက်24ဟာဒီလှုပ်ရတာတို့ထုတ်လို့ရေးဆက်ရုံဖြစ်တဲ့အကြောင်းရှင်ရတီဂျာနယ်ကနေပြီးတော့ဒင်းရီတာဖော်ပြခဲ့လို့ပဲဖြစ်ပါတယ်ကပ္ပစက်19ကိုတော့ထောင်းတစ်ခုနှစ်မှာဒီဘကိုးတိုင်းပြည်ပြုံမှာတိဆောက်ခဲ့တာဖြစ်ပါတယ်ကပ္ပစက်20ကတော့ဒီမကွေးတိုင်းစရုတ်တရမျိုးအနီးမှာတည်ရှိပါတယ်ဒီကပ္ပစက်20ကအရေးကြီးတယ်လို့ပြောလို့ရပါတယ်လေချောင်းရံကာကွေလက်နဲ့ဆဲုံဖြစ်ပါတယ်အဲ့ဒီ accurate canon ဒီ25 ဒီ30 mm တွေကိုဒီထုတ်တဲ့ဆက်ဝင်လည်းဖြစ်ပါတယ်။မြန်မာစစ်တပ်ကလေကြောင်းတက်ခဲဖို့အတွက်ဒီဘုံတွေကို ထုတ်လို့တာဒီနိုင်ငံအလယ်ပိုင်းမကွေးတိုင်းစစ်ဖြူမြို့နယ်မှာရှိတဲ့ကာကွယ်ပြည်ထုတ်လို့ရေးဆက်ယုံကပ်ဆတ်21ကဖြစ်ပါတယ်။ဖြစ်အားဖြင့်ဘုံတွေအပါအဝင်အကြီးစားလေကြောင်း3ဘုံတွေထုတ်လို့တဲ့အဲ့ဒီဆက်ယုံကိုဒီတောင်နှန်းနဲ့ဒီစေကြီးတစ်ခုကြားမှာစစ်တပ်ကလှုပ်လှုပ်ဝဲဝဲနဲ့တိစောက်ထားတာဖြစ်ပါတယ်။ ကပ္ပစက်လက်စက်တည်းရဲ့နောက်ထပ်ထူးခြားတဲ့အချက်တွေကတော့ရှိပါတယ်။ပြောရမစင်တော့ကပ္ပစက်တစ်ခုနဲ့တစ်ခုကအကုန်လုံးကချိတ်ဆက်ထားတာဖြစ်ပါတယ်။ဆိုတော့ဒီကပ္ပစက်21ကလည်းဒီကပ္ပစက်ဆက်ယုံချက်ခုထက်မလဲနဲ့ချိတ်ဆက်ထားပါတယ်။ကပ္ပစက်21ကနေလေချောင်းသွင်းဘုံးတွေထုတ်လုပ်နိုင်ဖို့အတွက်ဒီကုန်ရမ်းတွေကိုအလူမီနီယံအရေချိုဆက်ယုံဖြစ်တဲ့ကပ္ပစက်24ကနေယူရတာဖြစ်ပါတယ်။ဒါအပြင်စတီးဂျင်းကြီးဂျေးဝါအရေချိုဆက်ယုံဖြစ်တဲ့ ကပ္စာ6ကနေလဲဒီကုန်ညံ့တွေကိုလည်းထည့်ယူရပါသေးတယ်။ဘုံဒီတွေကိုတော့ဒီ60မမ80မမပေါင်900ဘုံဒီတွေထုတ်လွှတ်တဲ့ကပ္စာ3ကနေပြီးတော့ကုန်ညံ့တဲ့ချို့ကိုလည်းယူပြီးတော့မှဒီကပ္စာ22ကနေရရှိလာတဲ့ဒီဘုံဒီခွန်တွေနဲ့ပေါက်ဆက်ပြီးတော့မှကပ္စာ21ကနေလေချောင်း3ဘုံကျဲတက်ခတ်ဖို့အတွက်ဒီလေချောင်း3ဘုံတွေကိုထုတ်တာပဲဖြစ်ပါတယ်။ကပ္ပစံ22ကိုတော့မကွေးတိုင်းစစ်ဖြူမြို့နယ်ရှိပိုကျွန်းရွာအနီးမှာတည်ရှိပါတယ် ကပ္ပစံစနေဆယုံကနေအထူးတပ်ဖွဲ့တို့ rifle မျိုးအစားရှိတဲ့ဒီ Mark 1 Mark 2 Mark 3 Mark 4လက်နက်ငယ်များကိုအဓိကထုတ်တာပဲဖြစ်ပါတယ်။ကပ္ပစံ24အကြောင်းကို2014ခုနှစ်ကဒီတရေရေးသားဖော်ပြခဲ့လို့ရန်ကုန်က Unity Channel အမှုဆောင်ရရှိချုပ်နဲ့တရေနောက်၄ကိုစစ်တပ်ကဖမ်းဆီးပြီးတော့ထောင်စနစ်တိချမှတ်ခဲ့မှုပါတယ်။အကြောင်းကတော့ဒီကပ္ပစံ24ဟာဒီလှုပ်ဝတာတို့လက်နက် ထွက်လို့ရေးဆဲကိုဖြစ်တဲ့အကြောင်းယူတီဂျာနယ်နဲ့ပြီးတော့စုံစမ်းပြီးတော့ရေးသားတရေရေးသားခဲ့လို့ပဲဖြစ်ပါတယ်ကပ်ဆန်24ကတော့လေချောင်း3ဘုံထွက်လို့နိုင်ဖို့အတွက်ကုန်ရမ်းတွေကိုထွက်လို့ပေးတဲ့အလူမီနီယံအရေချိုဆဲုံပဲဖြစ်ပါတယ်ကပ်ဆန်25ကိုတော့မကွေးတန်းကန်ကောခင်စောမြူနယ်လောင်းရှိရွာအနီးမှာ2014ခုနှစ်ဦးသိစင်ရဲ့ရေသားတပိုင်းအစိုးရလက်ထက်မှာတိစောက်ခဲ့တာဖြစ်ပါတယ်။၎င်းဆဲုံတိစောက်ချိန်မှာတော့ဒီဒေတက်ခံတောင်လူလယ်သမားတွေနဲ့နေပြည်တော်ညှိပွားမှုတချို့ရှိခဲ့ပါတယ်။ကပ်ဆက်25ဟာရန်အတွက် အလုံးအင်းလိုက်ဖြည့်စင်းနေအောင်အကြီးဆုံးရန်စဲ့ုံတစ်ခုလည်းဖြစ်ပါတယ်ကာကွယ်ပစ္စည်းထုတ်လို့ရတဲ့ဖွဲဒီကကထုတ်ရအောင်မှာကပ္ပစနဲ့အတူဒီတမတော်ကြီးစားစဲ့ုံလို့ခေါ်တဲ့တက္ကစတွေလည်းအပါအဝင်ဖြစ်ပါတယ်တက္ကစတွေကတော့တက္ကစ၁တက္ကစ၂တက္ကစ၃ပြီးတော့တက္ကစ၁၀ဆိုပြီးတော့၄ခုရှိပါတယ်တက္ကစ၁ကတော့မိချီလာမျိုးကနေပျော်ပွဲရင်မဲတဲ့အထက်ဒီလမ်းမေးတစ်ခုလာမှာရှိပါတယ်ဒီ၂၀၀၁ခုနှစ်မှာတိဆောက်ခဲ့တာဖြစ်ပါတယ် ကပ္ပစတ်နှစ်ကတော့တာဇင်မြို့မှာတည်ရှိပြီးတော့ကပ္ပစတ်သုံးကတော့မြင်းကြံမြို့မှာတည်ရှိပါတယ်တက္ကစတ်၁၀ကတော့ဒီမိထီလာမန္တလေးဒီရှမ်းသာလီတဲ့စခန်းဒီဘေးမှာကက်လျက်ရှိပါတယ်ဒီတက္ကစတ်တွေအားလုံးကဒီစဖက်ဆန်ရကားတွေထုတ်လုပ်တယ်လို့အကြံပြပြအမှတ်ယူလို့ရပါမယ်တက္ကစတ်၁၀ကတော့ဒီကားတွေအပြင်ပြင်ပကုမ္ပဏီနဲ့ချိတ်ဆက်ပြီးတော့ရွှေပြည်တွေဒရုန်းတွေကိုဒီထုတ်လုပ်တက်ဆင်နေကြအောင်လို့တွေးရပါတယ် တက်ဆာတဆယ်ရဲ့ဘေးနားမှာရှိတဲ့လေရင်ထုတ်လို့ပြင်စီဌာနချုပ်လက်ထက်ခန်းမှာတော့ C3 UV ရှိတယ်လို့ဒီတက်ဆာတဆယ်မှာလည်း C3 UV ဒီဒီမကြာခဏဆိုသလိုဆန်းတဲ့ပြန်တဲ့နေရာလို့တွေးရပါတယ်ဆိုတော့ဒီလေရင်ပြန်တဲ့မှုအတွက်လည်းရှန်တဲ့လီတက်ကဒီလေရဲ့တက်ဆင်တစီရီနဲ့ဒီလက်ထက်ခန်းရောတက်ဆာတဆယ်ရောပါရွန်ဝီချင်းချိတ်ဆက်ထားတာဖြစ်ပါတယ်